်မင်္ဂလာပါဘုရားကုတော်မငိုခြင်းရင်ဆိုတဲ့ကောင်းစဉ်လေးနဲ့ပြောချင်ပါတယ်ငိုတယ်ဆိုတာကတော့တစုံတရာကိုဆုံရှုံရတဲ့အခါတစုံတယောက်ကိုဆုံရှုံရတဲ့အခါမှာငိုကြတယ်အဲ့တော့ကို့ဘဝမှာ ကိုပါရီကို တွေ့တာနေတယ်လဲဆိုတဲ့အရာလေးစဉ်းစားကြည့်လိုက်ရင် တွေ့လိမ့်မယ်ကိုကိုရဲ့နေထိုင်မှုနေထိုင်တဲ့အရက်တွေသားလေးကို ဆွဲလန်းနေတယ်ဒီအခါမှာအဲ့ဒီအရက်တွေသားလေးကိုဆွန့်လွတ်လိုက်ရမယ်ဆိုရင် ဝမ်းနည်းမှုတွေပေါ်လာတတ်တဲ့ဆုံးရှုံးမှုကြောင့်ငိုမယ်နောက်တစ်ခါကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကိုယ့်ကိုစိတ်ချမ်းသာစေတဲ့ပျော်စေတဲ့တငယ်ချင်းတွေသူတို့နဲ့ဝေးရပြီးအဲ့လိုမျိုးဆိုလို့ရှိရင်ဒါလေ့ကျတယ်ဝမ်းနည်းပြီးငိုလိမ့်မယ်နောက်ကိုယ့်ဘဝမှာကိုလိုချင်တာတစ်ခုခုကိုမရဘဲနဲ့ဆုံးရှုံးလိုက်ရတယ်ဥပမာစာမေးဝဲကြာရှုံးတယ်ဆိုတဲ့အရာမျိုးကနေစပြီးတော့ ကိုလိုချင်တာတစ်ခုခုကိုမရဘဲနဲ့ဆုံးရှုံးရတယ်ဆိုရင်ဝမ်းနဲ့လာလိုက်မယ်အဲ့မှာငိုချင်လာလိုက်မယ်နောက်ကိုပေါ်ကြီးတစ်ခုလုံးမှလည်းဒီတိုင်းပဲဂုံတိတ်ခါကိုဆုံးရှုံးလိုက်ရတဲ့အခါမျိုးအရှက်ရတာမျိုးပေါ့ဒီလိုအခါမျိုးလေးအော်လူလူကြားထဲမှာမျက်နှာမလှတော့တဲ့အနေအထားမျိုးလေးကိုကြောင့်ပဲပေါ့ကိုလှုပ်လိုက်တဲ့အရာကြီးကြောင့်ပဲကိုရဲ့မစင်မချင်းပြုတ်လိုက်တဲ့အရာတွေကြောင့်ကိုရဲ့မစင်မချင်း ြောလိုက်တဲ့အပြော မစင်မကြံလှုပ်လိုက်တဲ့အလုပ်သို့မဟုတ်ကိုယ်ရဲ့ထိန်ချုံမှုမရှိသောခံစားချက်ထိန်ချုံမှုမရှိသောခံစားချက်နဲ့ကိုယ်ရဲ့အိမ်တော်ရေးကိစ္စကအစပြေတော့ပေါ့။ตาရမှုရှာမိတာ။နောက်သစ္စာမဲမိတာအများကြီးပဲ။အဲ့ဒီလူတွေဟာအငိုနဲ့ဆုံးပါလိမ့်မယ်။စိုးရိမ်မှုတွေနဲ့ဆုံးပါလိမ့်မယ်။ဒီဘဝမှာအဲ့ဒီအငိုတွေအဲ့ဒီစိုးရိမ်မှုတွေကိုသူမပယ်ဖတ်နိုင်ရင်တော့ ဝါသူလည်းကောင်းမှာမဟုတ်ဘူးဒီတော့ဘုန်းကြီးပြောချင်တာကမငိုခြင်းဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အပြောအဆိုအနေနဲ့ထိုင်အဲ့ဒါလေးကိုစင်ကြံရမယ်စီကန်းရှိရမယ်အပြောစီကန်းရှိရမယ်အလုံးစီကန်းရှိရမယ်အချိန်လေးစားခြင်းအစသဖြင့်အရာတွေအကုန်ပါတယ်ပြီးတော့အော်လာတာတုံးဘိုင်းငယ်ဆိုတဲ့လိုမျိုးပဲချိန်ခါကိုက်အလုံးလုံးရမယ်အရာတွေကို အပြင်းမကြီးအလုံးလုံးရမယ် တက်ကြွရမယ်တစ္ဆာရှိရမယ်နောက်အဲ့လိုပေါ့အများရန်ကြိုးစားခြင်းစိတ်ရှိရမယ်ဒီတံပိုးထားတက်ရမယ်အချိန်ကိုတံပိုးထားတက်တယ်လူကိုတံပိုးထားတက်တယ်အခွင့်အရေးကိုတံပိုးထားတက်တယ်စသည်ဖြင့်နောက်ပြီးကိုယ်စိတ်ကိုကိုထင်းချုံနိုင်တယ်ကိုကိုရဲ့ချစ်ပါတယ်ဆိုတဲ့ခံစားချက်ကိုလည်းအလွန်အကျော်မဖြစ်အောင်ယုတ်တိနည်းနဲ့စဉ်းစားမယ်ဆိုဘဝနဲ့ရှင်စဉ်းစားတဲ့အခါမှာတော့မဟုတ် ကိုယ့်ရဲ့ဒုက္ခတွေနဲ့ရှင်ပြီးတော့စဉ်းစားတဲ့အခါမှာပညာရှိရမယ်အဲ့တော့လက်တွေ့ကြကြလျှောက်လှတတ်ရမယ်ဒါဆိုရင်မငိုရတော့တရားကိုမိကိုရမယ်တရားနဲ့ကိုယ်စိတ်ကိုဆုံးပါရမယ်ဒါဆိုမငိုရပါဘူးလို့ပြောချင်ပါတယ်ဒါကြောင့်မငိုခြင်းရင်တော့အခုဘုန်းကြီးပြောထားတဲ့အချက်တွေကိုလိုက်နာပါအဲ့ဒီလိုလိုက်နာခြင်းအပြင်ဒီချမ်းပါလိမ့်မယ်မငိုရပါဘူး ငိုခဲ့ငိုရမယ့်ကိစ္စဆိုတာလဲရှားသွားပါလိမ့်မယ်လို့ပြောချင်ပါတယ်ကဘာသူကဘာသားအပေါင်းမျက်ရည်ကင်းဝေးကြပါစေ